ခိုင်နှင်းဝင်နေတွေ့တဲ့အချိန်မှာမယုံကြည်နိုင်လန့်အောင်ဟန်ဆောင်ကောက်သွားခဲ့တဲ့ထောက်ကျက်လန်းဆောင်ကမိခင်အားလုံးပဲမင်္ဂလာပါဆလီတိုင်းနူပေးကနေပြန်လေကကြိုဆိုလိုက်ပါရင်မကြသေးတဲ့ရပိုင်းတို့ကထောက်ကျက်လန်းဆောင်ကကလေးတယောက်ကိုအမိဖြစ်သူကစိတ်ဆိုးမယ်ဆိုနေထင်အားဆိုင်ပြုမှုနေခဲ့ပါရင်အဲ့မျိုးသမီးကတောင်းရင်စားတော့တဲ့မျိုးသမီးတယောက်ဖြစ်ပြီးတော့သူ့ရဲ့ကလေးတယောက်ကိုလည်းတောင်းရင်စားတော့ခိုင်းပါရင်သူမသုံးနှစ်ကျော်ရွယ်ကလေးနဲ့တစ်နှစ်ကျော်ရွယ်ကလေးရှိပြီးလမ်းသွားလမ်းလာတွေဈေးသွားဈေးလာတွေထံကနေတောင်းရင်ဖို့သင်ပေးထားပြီးတော့သူကတော့အရှိရတဲ့နေရာမှာပဲ နေလေးရှိပါတယ်။တရမှာတော့ကလေးနီးယားမှာတနစ်ကျော်ရွယ်ကလေးကိုအမျိုးသမီးတယောက်ကခေါ်သွားခဲ့ပြီးတော့ရှာမတွေ့တော့ပါဘူး။အမေဖြစ်သူကသုံးနှစ်ကျော်ရွယ်ကလေးကိုလိုက်ရှာခိုင်းပြီးကလေးပြောင်းသွားကောင်းလားဆိုပြီးတော့စိတ်မထိန်နိုင်မင်းနဲ့လက်ပါသွားခဲ့ပါတယ်။ကလေးကတော့နားမလည်သေးတာကြောင့်လိုက်ရှာပေးပါမယ်လို့ပြောနေပြီးတော့ငိုနေရှာပါတယ်။လမ်းသွားလမ်းလာတယောက်ကဒီကလေးကိုအမေကပြုမှုနေတဲ့ဗီဒီယိုကိုဆိုရှယ်မီဒီယာမှာတင်လိုက်တဲ့နောက်မှာတော့ကလေးကိုဒီလိုအမေလက်ထဲကနေလွတ်မြောက်စေခြင်းကြပါတယ်။နားမလည်သေးတဲ့ကလေးတယောက်ကိုဆုံးမလို့ရပေမယ့်ဒီပြုမှုကတော့ဆုံးမတာ ာမဟုတ်ဘဲနဲ့စိတ်ပြေဖို့အတွက်လုံမိလို့ရလုံနေတာဖြစ်ပြီးအမေရှင်ဖြစ်နိုင်မှုလို့ယူဆကြပါတယ်။ကလေးရဲ့မိဖြစ်သူဟာကလေးတွေကိုတောင်းရင်စားတောက်ခိုင်းပြီးတော့ရှားလာတဲ့ငွေတွေကိုတော့သူကပဲယူနေပါတယ်။အနီးနားမှာနေထိုင်တဲ့သူတွေကတော့ဒီကလေးနှစ်ယောက်တောင်းရင်စားတောက်နေတာကိုမကြာခဏမြင်တွေ့ကြသလိုကလေးတွေကိုလည်းမစင်မချင်းပြုမှုနေတာကိုလည်းတွေ့ကြပါတယ်။ အမေဖြစ်သူကဘာလို့မှမလုပ်ဘဲနဲ့ကလေးတွေကိုတိုင်းခိုင်းယုံသားမကစီပင်မှာတောင်းရင်စားတော့ဖို့အတွက်မပုံတင်ထားပါသေးတယ်။ကလေးမရဲ့ပြုမှုတွေကမိုမန်နာကြောင့် Pride မမေခိုင်စီမှာကုညီတောင်းလိုက်တဲ့အခါခိုင်နေဝေကသွားရောက်ကုညီခဲ့ပါတယ်။ခိုင်နေဝေနဲ့တွေ့တဲ့အချိန်မှာတော့ကလေးမရအရင်ဗီဒီယိုတွေကအတိုင်းမဟုတ်တော့ဘဲမိခင်မြတ်တာပြေးသွားတဲ့အမေတရားပြေးပြောင်းလဲသွားပါတော့တယ်။၂၈နှစ်ရွယ်ရှိပြီဖြစ်တဲ့ကလေးမကကလေးတွေကိုသူကိုယ်တိုင်မွေးထားပြီးတော့မွေးဖွားခဲ့တဲ့ဇေယုံကိုလေးပြောပြနိုင်ပါတယ်။ဒီကလေးနှစ်ယောက်ကသူကလေးတွေဖြစ်ကြပြီးကလေးတွေမရှိရင်သူအသက်မရှင်နိုင်တော့ ဲ့အကြောင်းကိုပြခဲ့ပါရယ်ခဏဝေယကလေးတွေကိုသူနာမှာခေါ်ယူဆောက်ရှောက်ဖို့အတွက်ပြောပေမဲ့လက်မခံခဲ့ပါဘူးသူနေကလေးတွေကိုမခွဲပါနဲ့ဆိုပြီးတော့မထင်ထားလောက်အောင်ဟန်ဆောင်ကောင်းနေတာကြောင့်ခဏဝေလည်းကလေးရဲ့အမေကိုမခွဲထားတော့ဘဲနဲ့သူ့ရဲ့ကြာနီးမှာပဲဆောက်ရှောက်သွားတော့မှာပါကလေးရဲ့အမေကိုနေစရာနဲ့အလုတ်ကင်လေးရှောက်ဖွေပေးမှဖြစ်ပြီးကလေးကိုလည်းကြောင်းထားပေးဖို့စဉ်းစားထားပါရယ်ပျောက်သွားတဲ့ကလေးကိုလည်းရှောက်ဖွေပေးမှဖြစ်တယ်လို့ကလေးတွေကိုနောက်ထပ်ကိုတိလက်ရောက်မလုပ်ဖို့ကိုလည်းတတိပေးထားပါရယ်နောက်တစ်ကြိမ်ထပ်လို့ရရင်တော့တရားဝရီရအရေးဥမှဖြစ်တယ်လို့ကလေးတွေနဲ့လည်းခွဲရမှာပါ ခနေဝေကကလေးမိခင်ကိုယုံကြည်လိုက်ပေမဲ့လေသူကတော့ဟန်ဆောင်ကောင်းနေတာကြောင့်လူဝမများကမယုံကြည်ကြသေးပါဘူးအလုံးမလုံးချင်လို့ကလေးတွေကိုတောင်မှတောင်းရင်စားတော့ခိုင်းတာဖြစ်ပြီးငွေတွေကိုတော့သူပဲယူနေသူပါဒါကြောင့်ကလေးတွေကိုမအပ်ထားချင်တာဖြစ်ပြီးသူ့ကိုစိတ်ချယုံကြည်လို့မရသေးတဲ့ကြောင့်ခနေဝေကိုပြောနေကြပါရင်ခနေဝေကတော့ကလေးတွေကိုမိဘနှစ်ပါးတွေကတယောက်ရှိရင်ခွေမထားခြင်းမင်းကြီးကလေးတွေနဲ့ပဲတူတူနေစေချင်ကြပါရင် အစစအရင်ရကိုညီပေးပေမဲ့ချိန်တန်ရင်တော့တောင်းရင်တဲ့ဘွားကိုပဲပြန်သွားကျင်တာကိုစိုးရိမ်နေကြပါရီ။ပျောက်တဲ့ကလေးတယောက်ကလည်းရှာမတွေ့သေးတာကြောင့်ကလေးမေရဲ့ဖြစ်ကိုတော့ခိုင်နေဝေကကိုချင်းစာပြီးကိုညီပေးနေတာပါ။ထောက်ကျက်လန်းဆောင်ကကလေးမေကမိခင်ဆိုတာဖြစ်နိုင်ပါမလား။တကယ်ပဲဟန်ဆောင်ကောင်းနေလားလားဆိုတာပရိသတ်ကြီးရဲ့မြင်ကိုလေးကိုမမပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်။